ထိုင်းနိုင်ငံအတွင်းအထောက်ထားမဲ့ရွှေပြောင်းလုပ်သား3800ကျော်စီးရင်ပေးသွင်းထားပြီးမိသူမျိုးဝဖြစ်ကြောင်းတပ်တေခံလက်မှတ် CI ထုတ်ပေးရေးစခန်းတွေကိုလည်းတိုးချဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံအတွင်းအလုတ်ရှင်အလုတ်သမားဥပဒေပြင်ဆင်ပြီးတဲ့နောက်ပိုင်းအထောက်ထားမရှိသူတွေကိုအလုတ်လုတ်ကင်ခွင့်လက်မှတ်အထောက်ထားပြုလုပ်ပေးဖို့စင်တာ69နေရာမှာဇူလိုင်24ရက်ကစတင်ပြီးအလုတ်ရှင်ထောက်ခံချက်နဲ့စီးရင်ပေးသွင်းစေခဲ့ရာဇူလိုင်လ28ရက်နေ့အထိမြန်မာအပါအဝင်လာအိုကမ္ဘောဒီးယားစတဲ့အထောက်ထားမဲ့ရွှေပြောင်းလုပ်သား3800ကျော်ဟာစီးရင်ပေးသွင်းထား ားပြီးဖြစ်တယ်လို့သိရပါတယ်။ထားအပြင်မြန်မာရွှေပြောင်းလုပ်သားတွေကိုမကြမီ CI စာအုပ်အချိန်မီထုတ်ပေးနိုင်ရေးအတွက် CI ထုတ်ပေးရေးစင်တာတွေကိုလည်းမြန်မာအလုပ်သမားအများစုအလုပ်လုပ်ကင်နေကြတဲ့ထိုင်းနိုင်ငံတောင်ပိုင်းရှိစွန်ကလာချင်းမိုင်ဒေသတွေမှာထပ်မံတိုးချဲ့ဖွင့်လှစ်သွားဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက်ယာယီနေထိုင်အလုပ်လုပ်ကင်ကွင်းလက်မှတ် Bucket TR38 ကင်ဆောင်တဲ့အလုပ်သမားတွေကို2018ခုနှစ်မတ်လ3ရက်နေ့ကစတင်ပြီးမြေသူမြေဝါဖြစ်ကြောင်းတသက်ကန်လက်မှတ် CI စာအုပ်တွေကိုထိုင်းနိုင်ငံအတွင်းရှိနေရာ6ခုမှာ CI ထုတ်ပေးရေးစခန်းတွေကိုဖွင့်လှစ်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ CI စာအုပ်ပြုလုပ်ဖို့အတွက်စာအုပ်ဖိုးကိုမိမိတို့နယ်မြေမှာရှိတဲ့711 store ဆိုင်တွေမှာတွားရောက်ကပေးသွင်းရမှာဖြစ်ပြီးငွေသွင်းပြီးပါကငွေသွင်းပြေစာကိုယူက CI ထုတ်ပေးရေးစင်တာတွေမှာလောက်ကွင့်ရမှာဖြစ်ကြောင်းလည်းသိရပါတယ်။ CI စာအုပ်ထုတ်ယူသူတွေကိုတော့ကျန်းမာရေးစစ်ဆေးမှု visa work permit ပြုလုပ်မှုတွေကိုလည်းတနေရာတဲ့ one stop service နဲ့လှူဆောင်နိုင်မှု August 16ရက်မှာစတင်က CI ထုတ်ပေးရေးစင်တာတွေမှာထိုင်းအလုပ်သမားဌာနထိုင်းလာဝကထိုင်းကျန်းမာရေးဌာနတွေတပြိုင်တည်းရုံးထိုင်ကဆောင်ရွက်ပေးမှာဖြစ်တယ်လို့သိရပါတယ် visa တက်တန်းအနေနဲ့လည်း CI စာအုပ်လှူဆောင်နေတဲ့ပန်းရောင်ပတ်သမားများအတိုင်း31ရက်3လ2018အထိထိုင်းဗီဇာပေးမှာဖြစ်တယ်လို့သိရပါတယ်။ဗီဇာတက်တန်းနဲ့ပတ်သက်ပြီးနိုင်ငံအစိုးရအကြံဖျင်းညှိနှိုင်းထားမှုတွေလည်းရှိတယ်လို့သိရပါတယ်။ မြန်မာဘက်ကဗီဇာတိုးမြင့်ပေးဖို့ထိုင်းဘက်ကိုကမ်းလှမ်းထားတာတွေရှိပြီးထိုင်းဘက်ကလည်းထပ်မံတိုးမြင့်ပေးရန်အစီအစဉ်တွေရှိနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာအလုံသမားတန်အရာရှိဦးမိုးအောင်ခိုင်ကပြောပါရယ် အလားတူအနီရောင် passport ခရိုင်ရောင် passport ပန်းရောင်ဘတ်တန်ကုန်နေတဲ့မြန်မာအလုပ်သမားတွေကိုလည်း CI စာအုပ်ထုတ်ပေးဖို့အတွက်ထိုင်းအစိုးရနဲ့ညှိနှိုင်းထားတဲ့အတိုင်းဩဂတ်လ15ရက်မှစတဲ့ကမြေသူမြေဝါဖြစ်ကြောင်းတသက်ခံလက်မှတ် CI စာအုပ်များထုတ်ပေးရန်စီစဉ်ထားတယ်လို့ဆိုပါတယ်။ဗီဇာတက်တန်းအနေနဲ့ယခု CI စာအုပ်လုတ်ဆောင်နေသောပန်းရောင်ဘတ်သမားများအတိုင်း31ရက်3လ2018အထိနေထိုင်ခွင့်ဗီဇာတွေရရှိမှာဖြစ်ပြီးဗီဇာတက်တန်းများမကုန်ဆုံးမီထပ်မံပြီးဗီဇာတိုးမြင့်ပေးဖို့နှစ်နိုင်ငံတာဝန်ရှိသူများဆွေးနွေးထားရလို့သိရပါဗျာ။ 2019ခုနှစ်မတ်လ3ရက်နေ့မှ26ရက်9လ2019ရက်နေ့အထိမိသူမိဝါဖြစ်ကြောင်းတည်ထောင်လက်မှတ် CI စာအုပ်လာရောက်ပြုလုပ်တဲ့မြန်မာအလို့သမားစုစုပေါင်း2300 000ခန့်ရှိပြီးထိုင်းနိုင်ငံအလို့သမားရှာဖွေနေရာချထားရေးရုံးသို့မြန်မာ3162ဦးကမ္ဘောဒီးယား4826ဦးလာအို2693ဦးစီးရင်တင်သွင်းထားတယ်လို့လည်းသိရပါဗျာ။